မော်ရာနေဆက်ခဲ့ပေါ့နော်ဟုတ်ကဲ့တနင်္သာရီတိုင်းကထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးစခန်းရှိတဲ့မောတောင်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါဗါတယ်။တနင်္သာရီမောတောင်လမ်းပိုင်းကတင်းခွန်ရွာအနီးတစ်ဝိုက်မှာနိုဝင်ဘာလ15ရက်ကတိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့တိုက်ခိုက်တာတွေနဲ့စစ်ကူအင်အားဖြည့်တင်းတာတွေပြုလုပ်လာတယ်လို့ဆိုပါဗါတယ်။နိုဝင်ဘာလ16ရက်ကလည်းတနင်္သာရီမြို့နယ်တဲဖြူရွာမှာစစ်ကောင်စီတပ်ဘက်က ဝိုင်တွဲလင်ရင်နဲ့ဘုံညက်တိုက်ခိုက်ခဲ့ပြီး MI70 ရဟတ်ယာဉ်နဲ့စစ်ကူပို့တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စကဆာကအလောအရေးနဲ့အီအပ်ပို့တယ်လေချောင်းလည်းအလောအရေးနဲ့တိုက်ခိုက်တယ်ဘောနော်ကျွန်တော်သုံးသလောက်ကာယိုဒါစစ်ထနာချောကအမကတခြားအီအာကိုဖိလာတော့ရှိတယ်လေကြောက်တိုက်ခိုက်မှုကြတော့များလာတယ်တည့်ရတည့်ရဆိုတော့ဝိုင် 12 the scene the kanaka chapter the kanaka ဆိုတော့ဆက်မတိုက်တော့ရဲပြီးတော့ရဟယီလဲရအားတွေလာချတာရှိတယ်ဆက်အရေတုန်းကတော့ခမားတာအဒီထိုးစစ်ကရအား200 300အခုတော့ဂါယ900ထက်ပိုလာမလားမသိဘူးကျွန်တော်တို့ကကရင်မျိုးသားစည်းရုံး KNU တက်မဟာလေးနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာဘောတောင်မြို့ကိုနိုဝင်ဘာလ14ရက်မနက်ပိုင်းမှာထိန်းချုပ်နိုင်ခဲ့ပြီး စစ်တုံးမှန်40ကျော်နဲ့စစ်လက်နက်ပစ္စည်းအများပြားကိုဖမ်းဆီးရရှိခဲ့ပါတယ်။မော်တော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတသား40ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။အဲ့ဒီပြင်စစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့စစ်ကူလာပို့တဲ့အထင်းမှာပါလာတဲ့စစ်ကောင်စီတပ်သားတယောက်ဟာလည်းတော်လိုင်းတပ်ဖွဲ့စီကိုနိုဝင်ဘာလ16ရက်မှာပပျောင်းခိုးလုံလာခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။ကဲပါစားပါစားသူရဲ့အချင်းအသေးစိတ်ကတော့ကျွန်တော်တို့အာမတိသေးဘူးနော်မတိသေးကျွန်တော်နဲ့မလေးဘူး သူကဟိုဘက်အစုဖွဲ့မှာတော့ဝင်လာတော့လေအပိစိတော့မသိနေတာသူနာမည်နာမည်တွေကတော့ခဏလို့တီးတော့ပဲလောလောဆယ်တော့သူရဲ့ပတ်စံနေရာတော့ဒါအောင်နည်းနည်းလေးလှုပ်ဝဲခိုင်းလာတာလေးနဲ့ရှိနေတော့ကျွန်တဲ့အသေးစိတ်ချင်နေတော့ကျွန်တော်မသိရသေးဘူးရှိတယ်ရှိတယ်နေ့တိုင်းရှိတယ်နော်ဒီချောင်းတောက်ခတ်မှုကရှိတယ်မနေကားဆိုရင်လည်းအဲဆယ်လုံးကျော်ပါလေဆယ်လုံးနီးပါးတော့ရှိတယ်တော့ပြစ်တာရှိတယ်နေ့တိုင်းဒီမနက်ကလည်းမောတော့မောတော့အနည်းဆုံးနေရာမှာတော့လောပြတ်သွားတယ် လက်ရှိမှာမော်တော်မြို့နယ်အနီးနားဝန်းကျင်မှာစစ်ရေးတင်းမာနေပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းအန်ရဲကြောင့်ဒေသခံ2000နီးပါးထိုင်းမြန်မာနယ်စပ်နဲ့နီးစပ်ရာဥယျာဉ်တွေစီမှာစစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ထိုင်းမြန်မာနယ်စပ်မှာစစ်ဘေးရှောင်နေရသူတွေကိုထိုင်းအာဏာပိုင်တွေကနေတဆင့်ကူညီတာတွေလုပ်နေရတယ်လို့စစ်ရှောင်ရေးကူညီပေးနေသူတွေကပြောပါဗျ။ကျွန်တော်လိမ့်ပါကျွန်တော်အတွေ့အကြုံကျွန်တော်အထက်အနည်းလေး